ကျွန်တော်တို့ DS Myanmar Limited အနေနဲ့ sustainability နဲ့ပတ်သက်ပြီးတော့စဉ်ဆက်မပြတ်လှုပ်ဆောင်ပေးနေလျက်ရှိပါတယ်။ကျွန်တော်တို့ရဲ့ responsible feeding program တွေကတစ်ခုဖြစ်တဲ့ carbon dioxide ထုတ်လွှတ်မှုကို short ချနိုင်စေဖို့အတွက်တစ်ပင်ဆိုင်ရဲ့အခမ်းအနားတစ်ခုကို wall planting day အထိမ်းအမှတ်အနေနဲ့ကျွန်တော်တို့မြောင်းနှုတ်ကအစားဆက်ရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီခန်းနာမှာတော့ထိုင်ဝမ်မန္တာနဲ့ညာဝိုင်းအပင်ပေါင်း100ကျော်ကိုကျွန်တော်တို့စိုက်ပျိုးပြီးစီးခဲ့ပါတယ်။အခုလိုစိုက်ပျိုးလိုက်ခြင်းအပြင်ကျွန်တော်တို့ဆက်ယုံကနေကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုတန်ချိန်ပေါင်း1.5တန်ပဲကိုနှစ်စဉ်လျှော့ချပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။